ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝတ်ထီးခံရဲကြောင်းမှထွက်ပြေးသူတွေကိုရဲတပ်သား300ကျော်ကတယောက်၅ချက်နှုံနဲ့အပြင်းအထန်ရိုက်နှက်အပြစ်ပေးခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းအနောက်ခြမ်းပြည်မြို့နယ်ဝတ်ထီးခံအမှတ်နှစ်ရဲတပ်နန်းကျောင်းမှခပ်ပြေးသူတွေကိုအချက်ပေါင်းထောင်နဲ့ချီအောင်အပြင်းအထန်ရိုက်နှက်ညှဉ်းပန်းတယ်လို့အဲ့ဒီတင်နန်းချောင်းကနေဖက်ပြေးလွမြောက်ခဲ့သူရဲတပ်သားကပြောပါတယ် အခုလိုရိုင်းနှံမှုတွေကိုကိုယ်တိုင်ကြုံတွေ့လာခဲ့ရတဲ့ရဲတပ်သားကိုဖြိုးတီဟာစောကဒုပီကိုပြောဆိုခဲ့တာဖြစ်ပြီးသူကတော့စက်တင်ဘာ12ရက်နေ့ကပွဲတီးကန်ရဲတင်တန်းချောင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ရိုက်တာကတော့တော်တော်ရိုက်တာကျွန်တော်တို့တွေကကောင်းလေးနှစ်ယောက်ကထွက်ပြေးတာမှပြန်ပြီးတယ်ပြီးတော့စံပြဆိုပြီးရိုက်တာသူတို့လေးရိုက်တယ်တယောက်ကို၁၄၅ကျက်ရိုက်တယ်အပတ်စဉ်တူရဲတပ်သား303ဦးရှိတာကို300တယောက်ကလူစစ်တယောက်ကို၅ကျက်ရိုက်တယ်မရိုက်တော့လေကျွန်တော်တို့ကိုသူတို့ကပြန်ရိုက်တယ် နွားကြိမ်လုံးနဲ့ဘဲခြေတောက်ကပြေးတာလေဆိုပြီးအဲခြေတောက်တွေကိုရိုက်ခိုင်းတာရိုက်ဖို့ညင်းဆန်ရင်သူတို့ကကျွန်တော်တို့ကိုရိုက်သေးတယ်လို့ခိုဖြိုးတီဟာစောကပြောပါတယ်။ဖွတိကံရဲကြောင်းမှာမြို့လေကောင်အထက်တန်းကျောင်းရှိကတင်းတန်းကျောင်းမြို့ကျောင်းနဲ့ဆေးဖြတ်စခန်းလို့ခေါ်တဲ့နေရာကတောကျောင်းဆိုပြီးနှစ်ကျောင်းရှိကမြို့ကျောင်းခွဲ၅ခွဲမှာတင်းတန်းသား3000ကျော်နဲ့တောကျောင်းမှာ1500ကျော်နှစ်ကျောင်းပေါင်းရဲတပ်သား9000နီးပါးရှိနေတယ်လို့သိရပါတယ်။ရှမ်းမြောက်ရှိတွေကများတယ်တချို့လဲစိတ်ပါတယ်တချို့လဲအစွဲခံရတယ် အတော်များများကတော့အစွဲခံရတာပဲရှမ်းတောင်လာရှုလို့ကိုဖြိုးတီဟာစောကပြောပါတယ်။တင်နန်းသားအများစုမှာပေါ်တာစွဲခံရတာနဲ့အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီးအပုတ်ခံရတာဖြစ်ပြီးမှတ်ပုံတင်တဲ့အထောက်ထားလို့မျိုးတွေကိုတင်စီထားပြီးမိသားစုတွေနဲ့အဆက်အသွယ်ဖြတ်ထားတာရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့တင်နန်းစင်းရဲတပ်သားတွေကိုချင်းပြည်နယ်စကိုင်းတိုင်းနဲ့ရခိုင်ရှိတန်းတွေကိုပို့ဆောင်နေပြီးမျိုးတွင်းလုံခြုံရေးအတွက်အသုံးပြုမှုနဲ့ပါတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်လာရှိုးမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ထဲမှာစစ်ကောင်စီတပ်ကကရုတ်ကျင်ဆက်သွယ်ရေးမြောင်းတွေအခိုင်အမာလုပ်ပြီးခံစစ်ပြနေတယ်လို့ရမခတိုင်းတွင်တဲ့ကအခြေအနေကိုသိတဲ့စစ်ရေးသတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါတယ်ရှမ်းမခတိုင်းထဲမှာအင်အားရနေကြီးအုံပြုပြီးခရုတ်ကျင်းဆက်သွယ်ရေးမြောင်းနဲ့ဘန်ကာရီကိုအခိုင်အမာပြုလုပ်ထားပြီးလက်နက်ကြီးနဲ့ဟောင်ဝစ်စာလက်နက်ကြီးတွေကိုလည်းပြစ်ခတ်ဖို့အသင့်ပြင်ထားတယ်လို့ဆိုပါတယ် ဒီကောင်တွေတိုင်းထဲမှာကရုတ်ချင်းဘန်ကဆက်သွယ်ရေးမြောင်းတွေကောင်းကောင်းတူထားတယ်။အခြေအနေဘလို့လာမလဲတော့မသိရဘူး။ဒီကောင်တွေဒီဘက်ပြီးရင် MNDAA ကိုပါပြန်ချမယ်ထင်နေ။ဟောင်ဝစ်ဆာလက်နက်ကြီးရောပြင်ဆင်ထားတယ်လို့လာရှုမျိုးကန်စီရီတရင်ရေးမြစ်တအူကသတင်းဌာနကိုပြောပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆန်မှုကြောင့်ကိုကန်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့လာရှုမျိုးပေါ်ကနေရာတွေကိုပြီးခဲ့တဲ့ AP လတဲမှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိလာရှိုးမြို့ထဲမှာစစ်ကောင်စီတပ်အင်အားထောင်ကြီးဝင်ရောက်ရှိနေပြီးစစ်စေးရေးဂိတ်တွေကိုလည်းရှေ့ဘက်ကိုတဖြည်းဖြည်းနဲ့တိုးလာနေပြီးကိုကန့်တက်ထိန်ချုပ်ထားတဲ့မျိုးရှောင်လန်းအနီးထိရောက်ရှိလာနေပြီလို့သိရပါတယ်။ဒါပြင်လာရှိုးမြို့ထဲမှာထောက်လန်းရေးဆရာဖအဖွဲ့လည်းရာနဲ့ချီရှိနေပြီးအဲကနေတစက်ညီနောင်သုံးဖွဲ့ထိန်ချုပ်ထားတဲ့မျိုးတွေဘက်ကိုဆေးလွတ်ထားနေတယ်လို့ဖန်စီခံရတဲ့ထောက်လန်းရေးတွေကထွက်ဆိုထားပါတယ်။ လက်ရှိမှာတော့လာရှိုးမြို့တွင်စနစ်ရက်ကွက်ကသာစစ်ကောင်စီတပ်ထိန်းချုပ်ခွင့်ရပြီးမျိုးဘေးကနေရာအလုံးကိုကိုကန့်တက်ကဝင်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။တပ်ဖက်မှလည်းကိုကန့်တက်ထိန်းချုပ်ထားတဲ့တိန်နီမြို့ကိုစစ်ကောင်စီကပြန်တောင်းနေပြီးကိုကန့်တက်ဘက်ကလက်ခံခြင်းမရှိသေးပါဘူး။ ဆက်လက်ပြီးအကြံဖက်စစ်တိုက်တနင်္သာရီတိုင်းဗဟုအမှတ်၁၂လေးချစ်ရည်တင်တန်းကြောင်းရှိစင်မူရန်တင်တန်းမှတပ်ဖွဲ့ဝင်တင်တန်းသားလေးဦးအလေးဝင်ဖက်ပြောင်းခိုးလုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တနင်္သာရီတိုင်းပူလောမြို့နယ်ရှိအချမ်းဖက်စစ်တပ်ရဲ့တင်းတန်းကြောင်ရှိစစ်မှုရန်တင်းတန်းမှတပ်ဖွဲ့ဝင်တပ်သားတစ်လေးယောက်အလေးဝင်ဖက်ပြောင်းခိုးလုံလာတယ်လို့ကရင်အမျိုးသားအစည်းအရုံးမြိတ်တဝဲခရိုင်ကဒီနေ့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်ကအချမ်းဖက်စစ်တပ်ရဲ့တိုင်းဘဟုအမှတ်၁၂လေးချင်းကြီးတင်းတန်းကြောင်မှတပ်ဖွဲ့ဝင်တပ်သားတစ်၃ယောက်နဲ့ အော်တိုဘာလာ၈ရက်မှာတရောင်အလုံးစုစုပေါင်း၄ယောက်ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီ KMT ဟိုတရင်ခွနစ်ထံလက်နက်မဲ့အလင်းဝင်ဗတ်ပြောင်းခုလုံခဲ့တယ်လို့ဆိုပါတယ်။အလင်းဝင်ဗတ်ပြောင်းခုလုံသောတပ်သား၄ယောက်ဟာအာနာသိန်းစစ်တပ်ကအတင်းအဓမ္မဖမ်းဆီးခံရပြီးနောက်ပြည်သူစစ်မှုထမ်းတင်နန်တက်ခိုင်းခဲ့ရာလေးကျင်ရေးတင်နန်ကနေထွက်ပြေးခဲ့ပြီး KNL တရင်ခွနစ်ထံလက်နက်မဲ့အလင်းဝင်ဗတ်ပြောင်းခုလုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစေခံခဲ့ရတဲ့အာနာသိန်းအကြံဖက်စစ်တပ်အတွေရှိတပ်သားတွေအနေနဲ့ဒီဆက်ရတော်လန်ရေးတက်တွေစီရာရာနီနဲ့လက်နက်ချအလင်းဝင်ပူပေါင်းကြဖို့ KNU ကတိုက်တွန်းအသိပေးထားပါတယ်။ကျမိုက်တရင်တက်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။